ပြည်ကရေးပိုင်းအတွင်းမှာပဲကမ္ဘာနိုင်ငံရေးစက်ခုံပေါ်မှာဇလန်ဟောင်းတပုတ်ကဇညွတ်တွေတစ်ခုနဲ့ပြန်လည်လှုပ်ခတ်လာခဲ့ပါတယ်။အဲ့ဒါကဂျပန်တရုတ်ဆက်ဆံရေးပါပဲ။အရင်တော့ကလည်းဒီလိုကိစ္စမျိုးတွေအနည်းပါဖြစ်ခဲ့ဘူးပါတယ်။နောက်ကြတော့လည်းပြန်ပြီးအဆင်ပြေသွားခဲ့တာပါ။အခုတစ်ခါကတော့ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းဖြစ်ခဲ့တဲ့တန်တမာကြီးရတင်းမာမှုတွေထဲမှာအမြင့်ဆုံးလို့တော့ပြောလို့ရပါတယ်။ဒီကိစ္စတွေရဲ့အချိုးအကွေကဂျပန်ဝန်ကြီးချုပ်တင်ဇာနီအဲတာကာအီချီတာဝန်ထမ်းဆောင်ပြီးသိမ့်မကြခင်မှာပဲဖြစ်ပျက်လာခဲ့တာပါ။ ဒီနိုင်ငံကြားမှာလည်းနောက်ထပ်ဇက်ကောင်တစ်ခုရှိနေခဲ့တာပါအဲ့ဒါကတော့ထိုင်ဝမ်အရေးပါပဲတရုတ်ဘက်ကတော့ထိုင်ဝမ်ကိုသူတို့နိုင်ငံရဲ့အစိပ်ပိုင်းဆိုပြီးအမြဲတမ်းပြောဆိုနေခဲ့တာပါအခုလည်းနိုင်ငံပြန်လဲပေါင်းစည်းရေးဆိုတဲ့ခေါင်းစဉ်နဲ့ထိုင်ဝမ်ကိုသိမ်းခွင့်ရဖို့ကြိုးပမ်းလာခဲ့ပါတယ်ဒီအချိန်မှာဝင်ကြီးချုပ်သစ်ဖြစ်လာတဲ့တကာအီချီကလည်းရေရဲတောင်မိကုံးတစ်ခု ပြောခဲ့တာပါအဲ့ဒါကတော့ထိုင်ဝမ်ကိုတိုက်ခိုက်ခြင်းကဂျပန်နိုင်ငံရဲ့ရှင်သန်ရည်တည်ရေးကို ချိန်ချောက်နိုင်တဲ့အနေအထားဖြစ်လာနိုင်တယ်ဆိုတဲ့စကားပါပဲပြောရရင်ဒီစကားကတန်တမန်ရေးရအမြင်နဲ့ကြည့်ရင်တောင်တော်တော်လေးတင်းမာနေတာပါတရုတ်ဘက်ကလည်းအဲ့ဒါကိုမခံချင်ပါဘူးအဲ့ဒါကြောင့်သူတို့ဘက်ကလည်းတန်တမန်ရေးရအရာတင်းတင်းမာမာတုံ့ပြန်လာခဲ့ပါတယ်ဒီလိုပြင်းထန်တဲ့ပြောဆိုမှုတွေပေါ်ပေါက်လာတာဟာဒေတာရင်းမဟာဗျူဟာမြောက်အနေအထားကိုဂျပန်နိုင်ငံကအရင်ကထက်ပိုပြီးပြပြသသာတုံ့ပြန်လိုက်တဲ့သဘောပါပဲ ဂျပန်ရဲ့လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကအပြည်ပြည်ဆိုင်ရာပြည်ပခန့်တွေကိုစင့်အားသုံးဖြည့်ရှင်းခွင့်ကိုတားမြစ်ထားပါတယ်။ဒါပေမဲ့ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေလက်ထက်2015ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ဥပဒေအရဂျပန်နိုင်ငံတိုက်ရိုက်တိုက်ခိုက်မခံရရင်တောင်မှပဲသူတို့ရဲ့ရှင်သန်ရည်တည်မှုအတွက်ချင်းချောက်မှုဖြစ်စေတဲ့အခြေအနေမှာစုပေါင်းကာကွယ်ရေးလုပ်ပိုင်ခွင့်ကိုကျင့်သုံးနိုင်တယ်လို့ဖော်ပြထားပါတယ်။ဝင်းရုတ်တာကာအီချီရဲ့ မှတ်ချက်စကားဟာဒီ2015ဥပဒေကိုထိုင်ဝမ်အရေးမှာအသုံးပြုနိုင်ကြောင်းကိုအတိအလင်းပြသလိုက်တာကြောင့်တရုတ်ဘက်ကဒေါသတကြီးတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ထိုင်ဝမ်ကဂျပန်ရဲ့အနောက်ဘက်အစွန်းဆုံးကျွန်းဖြစ်တဲ့ယိုနာဂူချီကျွန်းကဆိုရင်129ကီလိုမီတာလောက်ပဲဝေးနေတာပါ။အဲဒါကြောင့်ထိုင်ဝမ်ရေးကဂျပန်ရဲ့လုံခြုံရေးကိုတိုက်ရိုက်သိမ်းရမှုရှိတယ်လို့တိုင်ကာအီရှိကယူဆနေတာဖြစ်ပါတယ်။တရုတ်အစိုးရကတော့ထိုင်ဝမ်ကိုခွဲထွက်ပြီးနေအဖြစ်ပဲမှတ်ယူထားတာပါ။ အဲ့ဒါကြောင့်သူ့လက်အောက်ထဲပြန်ထည့်ဖို့အမြဲအကြိုးစားနေခဲ့တာပါအဲ့ဒီလိုအကြိုးစားတိုင်းဂျပန်နဲ့ပြဿနာဖြစ်နေရတာပါဂျပန်အတွက်ကြတော့လေထိုင်ဝမ်ကသူတို့ရဲ့မဟာဗျူဟာမြောက်ရေပြင်ရဲ့မလမကန်လေးမှာပဲရှိနေတာဖြစ်ပါတယ်ထိုင်ဝမ်ကဒီအတိုင်းရှိနေတဲ့အထိသူတို့အတွက်အေးဆေးလုံခြုံပါတယ်တရုတ်သာထိုင်ဝမ်ကိုချုပ်ကန့်ခွင့်ရသွားရင်ဂျပန်ရဲ့လုံခြုံရေးကလည်းတိတ်မလုံခြုံတော့ပါဘူးအဲ့ဒါကြောင့်ထိုင်ဝမ်ကိစ္စထိုင်ဝမ်ရေလက်ကြားတည်ငြိမ်ရေးကိစ္စကိုဒေသဆိုင်ရာလုံခြုံရေးကိစ္စအဖြစ်ရှုမြင်လာခဲ့တာပါ ဲ့ဒါကအခုမှမဟုတ်ပါဘူးနိုဝင်ဘာလ9ရက်နေ့မှာတော့ဂျပန်ဝန်ကြီးချုပ်ကပါလီမန်မှာဒီလိုမိန့်ခွန်းကိုရရက်တောက်ပြောကြခဲ့တာပါသူပြောတဲ့စကားကတော့တကယ်လို့ထိုင်ဝမ်မှာစစ်သည်မောတွေနဲ့အင်အားသုံးတဲ့အရေးပေါ်အခြေအနေတည်းရပေါ်ပေါက်လာမယ်ဆိုရင်အဲ့ဒါဟာဂျပန်နိုင်ငံရဲ့ရှင်သန်ရည်တည်မှုကိုချိန်ချောင်းနိုင်တဲ့အခြေအနေတစ်ခုဖြစ်ပေါ်စေလိမ့်မယ်ဆိုတဲ့စကားပါပဲရှိမှပြောခဲ့သလိုပါပဲဒီစကားကတော်တော်လေးပြင်းထန်ပါတယ်တန်တမာကြီးရလောကမှာဒါမျိုးသုံးဖို့အတော်လေးစဉ်းစားကြရတာပါ ဂျပန်ပါလီမန်ထဲမှာအတိုက်ခံအမတ်တွေတောင်မှပဲဒီစကားကိုပြန်ပြောင်းပြောဖို့တောင်းဆိုခဲ့ကြပါသေးတယ်။ဒါပေမဲ့ဝန်ကြီးချုပ်တာကာအီချီကတော့ဒဇက်လေးမှမလျှော့ပါဘူး။အရင်တော့ကလည်းထိုင်ဝမ်နဲ့ပတ်သက်တဲ့ပြိပခန့်နည်းနည်းပပဖြစ်ခဲ့ဘူးပါတယ်။ဒီလောက်ထိပြင်းထန်တဲ့တုံ့ပြန်မှုမျိုးမရှိခဲ့ပါဘူး။ဂျပန်လိုနိုင်ငံကသူများချင်းချောက်ခံရမယ့်အကြောင်းကိုပြောတာကပုံမှန်လည်းမဟုတ်နေပါဘူး။ဒီလိုပြသတဲ့စကားမျိုးကိုဘာလို့ဝင်းကြီးချုပ်အသက်ဆက်ဆက်အမျိုးသမီးကပြောရဲရတာလဲလို့သိချင်နေတဲ့သူတွေအတွက် တာကာအီချီရဲ့နောက်ခံသမိုင်းကိုနည်းနည်းပြန်ကြည့်ရမှာပါတကယ်တော့သူကနိုင်ငံရေးမှာအစိမ့်သက်သက်မဟုတ်ပါဘူးဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဆိုအာဘေးရဲ့အယုံကြည်အောင်တပည့်တယောက်ဖြစ်ခဲ့တာပါရှင်ဆိုအာဘေးရဲ့အယူအဆတွေကိုအမွေဆက်ခံထားတဲ့သူဆိုပြီးတချို့ကလည်းယူဆထားကြပါတယ်အဲ့ဒါကြောင့်တာကာအီချီကလည်းရှင်ဆိုအာဘေးလိုပဲရှေယိုးဆွဲဝါဒီတယောက်ဖြစ်နေတာပါ ။နောက်ပြီးဂျပန်ရဲ့စီးရေးစွန့်ရင်မြင့်တင်နိုင်ရေးစူးစမ်းနေတဲ့ဒုတိယဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီးမှာစစ်ရှုံးတဲ့ဂျပန်က ဖွဲ့စည်းပုံအခြေခံဥပဒေအစ်စ်ကိုပြင်ဆင်ခဲ့ရတာပါ။အဲ့ဒီထဲမှာအမေရိကန်ကရေးဆွဲပေးခဲ့တဲ့အပိုက်ကိုးဆိုတာရှိပါတယ်။အဲ့ဒီဥပဒေအရဂျပန်ကစစ်ပွဲဆင်နွှဲတာတွေစစ်တပ်တီထောင်တာတွေကိုတားမြစ်ထားပါတယ်။ပြောရရင်စီးရဲမဲ့ဝါရကိုကျင့်သုံးရတာပါအဲ့ဒီအချက်ကိုရှေယိုးဆွဲဝါဒီတွေက ပြင်ကျင်ကြပါတယ်အဲ့ဒါမှလည်း တရုတ်နဲ့မြောက်ကိုရီးယားတို့လိုချင်းချောက်မှုတွေအောက်မှာဒေတာရင်းလုံခြုံရေးအတွက်ပိုပြီးပြက်ပြက်သားသားလှုပ်ဆောင်နိုင်မယ်လို့ယူဆထားလို့ပါပဲအဲဒါကြောင့်တာကာအီချီကကာကွယ်ရေးအသုံးစရိတ်ကို GDP ရဲ့200ခိုင်နှုန်းအထိတိုးမြှင့်ဖို့လှုပ်ဆောင်နေပါတယ်ပြောရရင်တာကာအီချီရဲ့ဒီစကားကရုတ်တရက်ထွက်လာခဲ့တာမဟုတ်ပါဘူးရှင်စောအဘေးစတင်ခဲ့တဲ့မူဝါဒကိုဆက်ပြီးကျင့်သုံးခြင်းနဲ့အနေနဲ့ထွက်လာပုံရပါတယ်။အဲ့ဒါကတော့တရုတ်ရဲ့ဖိအားကိုရရဲဝင်းဝင်းတုတ်ပြန်မဲ့ဂျပန်ဆိုတဲ့ဝါဒပါပဲ နောက်ပြီးတကာအီချီကသူ့ဆရာလိုပဲယာစုကူနီဖျားเจ้าကိုအမဲသွားတက်တဲ့သူတယောက်ဖြစ်ပါတယ်အဲ့ဒီဖျားเจ้าကစစ်ပွဲတွေမှာကြာဆုံးခဲ့တဲ့ဂျပန်စစ်သည်နှစ်သန်းကျော်ကိုဂုံပြူတဲ့အနေနဲ့တီထောင်ထားတာပါဖြစ်ရှင်တော့အဲ့ဒီထဲမှာတရုတ်နိုင်ငံအတွင်းစီးရဲရာဇဝမှုတွေကျူးလွန်ခဲ့တဲ့ခေါင်းဆောင်14ဦးပါပါနေခဲ့တာပါသူတို့ကြောင့်တရုတ်တွေထိခိုက်ခဲ့တာလည်းမနှဲလာပါဘူးအဲ့ဒီအချက်ကလည်းတန်တမန်ရေးရာကိုတင်းမာစေတဲ့အချက်တစ်ချက်ဖြစ်စေခဲ့ပါတယ်။ဝန်ကြီးချုပ်တာကာအီချီရဲ့ ပြောဆိုမှုကြောင့်တင်းမာမှုတွေအရှိန်မြင့်တက်လာတဲ့အပြင်တရုတ်ဘက်ကစီးပွားရေးအရပိတ်ဆို့မှုကိုပါစပြီးကျင့်သုံးလာခဲ့ပါတယ်။တရုတ်ကဂျပန်ကိုသွားမဲ့ခီးသွားတွေကိုတတိပေးပြီးမှခီးသွားလက်မှတ်9သိန်းကျော်ကိုဖျက်သိမ်းခဲ့တာပါ။အဲ့ဒါကဂျပန်ခီးသွားဥယျာဉ်ရဲ့40ရာခိုင်နှုန်းကျော်လောက်ရှိပါတယ်။နောက်ပြီးတရုတ်နိုင်ငံပိုင်မီဒီယာတွေကဂျပန်ရဲ့လုံခြုံရေးအခြေအနေဆိုးရွားနေကြောင်းတတိပေးချက်တွေကိုထုတ်ပြန်ခဲ့သလို ဂျပန်ရုပ်ရှင်နှစ်ကားကိုလည်းတရုတ်မှာယုံတင်ပြသခွင့်ဆိုင်ငံ့ခံလိုက်ရပါတယ်ဒီအချိန်မှာပဲတရုတ်ကဂျပန်ရဲ့ပိုင်ဆိုင်မှုအငင်းပွားနေတဲ့ကျွန်းတွေရှိရာ အရှေ့တရုတ်ပင်လယ်ပြင်စီကမ်းခြေဆောင်သင်္ဘောတွေလွတ်လိုက်ပါတယ်အဲ့ဒီကျွန်းကိုဂျပန်ကစန်ကာကူးလို့ခေါ်ပြီးတရုတ်ကတော့တီယိုယူကျွန်းများလို့ခေါ်ထားပါတယ်နောက်ပြီးတရုတ်ပြည်မနဲ့ကိုရီးယားကျွန်းဆွယ်ကြားမှာရှိတဲ့ပင်လယ်ဝါမှာပါစီရေးလေ့ကျင့်မှုတွေပြုလုပ်နေကြတာပါဒါအပြင်ဂျပန်ရဲ့အကြီးအမားဆုံး ကိုသွေးဘက်နိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံကဂျပန်ပင်လယ်စာတွေတင်သွင်းမှုကိုဆိုင်းငံ့လိုက်ကြောင်းနောက်ဆုံးရသတင်းတွေအရသိခဲ့ရပါတယ်။အရင်2023ခုနှစ်မှာဖူကူရှိမားရေစိုးထုတ်လုပ်မှုကြောင့်ပိတ်ပင်ထားရမှပြန်ဖွင့်လိုက်ပြီးမကြာမီမှာပဲဒီလိုပိတ်ပင်မှုထပ်ပြီးပြုလုပ်လိုက်တာပါ။ဒီလောက်ရက်ကစီးပွားရေးဖီယာပေးမှုကိုအသုံးပြုပြီးဂျပန်အစိုးရကိုပညာပေးလိုက်တဲ့သဘောမျိုးပါပဲအထူးသဖြင့်ထိုင်ဝမ်အရေးရည်ရည်ချက်ကိုပြန်ပြီးရုပ်သိမ်းစေချင်တာပါ ဒီလိုတင်းမာမှုတွေဆက်ဖြစ်နေတာကဂျပန်အတွက်တော့ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်ပါတယ်ဂျပန်ရဲ့ကာကွယ်ရေးစည်းရိမ်ကို GDP ရဲ့200ခိုင်နှုန်းအထိတိုးမြင့်ဖို့ဝန်ကြီးချုပ်တာကာအီချီကအစီအစဉ်ဆွဲနေတာကိုတရုတ်ကစိုးရိမ်နေတာပါနောက်ပြီးဒီလိုလုပ်နေတာကစစ်အာဏာရှင်ဝါဒကိုပြန်ပြီးအသက်သွင်းဖို့ကြိုးစားနေတာဖြစ်ကြောင်းဆွဆွဲခဲ့ပါတယ်ဝန်ကြီးချုပ်အစ်စ်ကိုလည်းအကြီးအကျယ်ရှုံချနေတာပါတရုတ်မီဒီယာတွေမှာဆိုရင်လေတာကာအီချီကိုအရင်ခေတ်ကစစ်အာဏာရှင်ပုံစံမျိုးကာတွန်းတွေနဲ့ဖော်ပြခဲ့ကြပါတယ် ပြောရရင်ဒီနှစ်နိုင်ငံကလည်းကျောင်းတော်ကရန်စတွေရှိနေခဲ့ကြတာပါအရင်တော့ကဂျပန်ဟာတရုတ်ကိုဝင်ကျူးကျော်ခဲ့လို့ပါပဲတရုတ်ကလည်းစစ်ရှုံးတဲ့အတွက်ထိုင်ဝမ်ကိုဂျပန်လက်ထက်ထည့်ပြီးခေးရတာပါဒုတိယကမ္ဘာစစ်အပြီးမှာဂျပန်စစ်ရှုံးတော့ထိုင်ဝမ်ကိုတရုတ်လက်ထက်ပြန်ထည့်ပေးခဲ့တာပါအဲ့ဒီတော့ကအခုလိုကွန်မြူနစ်ပါတီကအုပ်ချုပ်နေတာမဟုတ်ပါဘူးနောက်ပိုင်းတရုတ်မှလည်းနိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ထိုင်ဝမ်ကအသီးသန့်ခွဲထွက်လာခဲ့တာပါ ဂျပန်ဝန်ကြီးချုပ်ရဲ့ဒီလိုပြတ်သားတဲ့မိကွန်းနောက်ွယ်မှာဂျပန်တနိုင်ငံနဲ့ယက်တီနေတာတော့မဟုတ်ပါဘူးအဓိကမဟာမိတ်ဖြစ်တဲ့အမေရိကန်ရဲ့ကြောထောက်နောက်ခံကလည်းအရေးကြီးပါတယ်အမေရိကန်ဂျပန်လုံခြုံရေးမဟာမိတ်ဖွဲ့မှုကဒေတာတွင်တရုတ်ရဲ့ဩဇာချဲ့ထွင်မှုကိုထိန်းချုပ်ဖို့အခြေခံအုတ်မြစ်ဖြစ်နေစေပါပဲနောက်ပြီးဝါရှင်တန်ကလည်းဂျပန်ရဲ့ကာကွယ်ရေးအသုံးစရိတ်တွေကိုတွန်းမြင့်ပြီးဒေတာတွင်မှာပြည့်ပြည့်စုံစုံယက်တီဖို့တိုက်တွန်းနေခဲ့တာပါဒါပြင်ထိုင်ဝမ်ရေလက်ချားရဲ့ယက်တီမှုကို ပစိပိတ်စုံတစ်ခုလုံးရဲ့လုံခြုံရေးအဖြစ်ရှုမြင်နေခဲ့တာလည်းအရင်ကတည်းကဖြစ်ပါတယ်ဒီကိစ္စမတိုင်ခင်မှာဝန်ကြီးချုပ်တာကာအီချီကဒေါ်နယ်ထရန့်နဲ့တွေ့ဆုံခဲ့တာပါအဲ့ဒီတွေ့ဆုံမှုကလည်းနိုင်ငံတကာတန်တမန်လောကကိုလှုပ်ခတ်သွားစေခဲ့ပါသေးတယ်ပြောရရင်ဒေါ်နယ်ထရန့်နဲ့တာကာအီချီရဲ့ဆရာရှင်ဇိုအာဘေးကလည်းပုဂ္ဂိုလ်ရေးရရင်းနှီးသူဖြစ်တယ်လို့တရုတ်ပေါ်ပြတ်သားတဲ့မူဝါဒကျင့်သုံးခဲ့သူတယောက်လည်းဖြစ်နေတာပါအဲ့ဒါကြောင့် Trump နဲ့ Taga Ishiro တွေ့ဆုံချိန်တုန်းကလည်းတော်တော်လေးရင်းရင်းနှီးနှီးရှိခဲ့ပါတယ် နောက်ပြီးတာဂါအီရှီရဲ့ရဲရဲတောက်မှတ်ချက်ကဒေါ်နယ်ထရန့်နဲ့တွေ့ဆုံပြီးနောက်မှာမှထွက်ပေါ်လာခဲ့တာပါဒီကိစ္စကတိုက်ဆိုင်မှုမဟုတ်ဘူးလို့နိုင်ငံရေးကျွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်ဘလို့ပဲဖြစ်ဖြစ်တရုတ်အတွက်ကတော့ခေါင်းကိုက်စရာတွေဖြစ်လာခဲ့တာပါဂျပန်ရဲ့ဒီလိုပြတ်သားတဲ့တုတ်ပြန်မှုကဝိုးရွားဖြစ်နေတဲ့အဖြေတော်တော်များများကိုရှင်းလင်းသွားစေခဲ့တာတော့အမှန်ပါပဲရင်တော့ကဆိုရင်အမေရိကန်ကထိုင်ဝမ်နဲ့ပတ်သက်တဲ့မူဝါဒကိုရှင်းရှင်းလင်းလင်းထုတ်ပြောခဲ့တာမဟုတ်ပါဘူးအခုလိုဂျပန်ကထုတ်ပြောလိုက်ချိန်မှာတော့ တရုတ်လည်းပူနားလေသွားပါတယ်။ထိုင်ဝမ်ရေးမှာဂျပန်နဲ့အမေရိကန်တို့ကအလျှော့ပေးမှာမဟုတ်ဘူးဆိုတဲ့ကိစ္စကိုပါ။ဒီကိစ္စကတရုတ်ရဲ့တပြည်တော်မူဝါဒကိုနိုင်ငံတကာအစ်စ်မှာတိတိလင်းလင်းစိန်ခေါ်လိုက်တဲ့သဘောလဲစောင်းနေပါတယ်။ဂျပန်ရဲ့ခြေလှမ်းတွေကလည်းစီရင်မဲ့မူဝါဒကိုမျက်ကွယ်ပြုတော့မယ်ဆိုတဲ့အရေးအယောင်တွေပေါ်နေခဲ့တာပါ။ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်းမှာဂျပန်ကဒီလိုထိတိုက်တွေးဆရမယ့်ကိစ္စတွေကိုရှောင်ရှားနေခဲ့တာဖြစ်ပါတယ်။အခုတော့ဒေတာရင်းလုံခြုံရေးမှာပြပြတသားပါဝင်တော့မယ်ဆိုပြီးအချက်ပြလိုက်တာပါ။ ဂျပန်ရဲ့ကာကွယ်ရေးစွမ်းရည်မြင့်တင်မှုနဲ့အမေရိကန်ရဲ့ကြောထောက်နောက်ခံပြုမှုတို့ကအာရှပစိဖိတ်ဒေသတွင်းရဲ့ချိန်ခွင်ရှာကိုပြောင်းလဲနိုင်မဲ့စွမ်းရည်တွေရှိနေပါတယ်။ဒါပေမဲ့ဒီစွမ်းရည်ကပဲဒေသတွင်းပြည်ပခဖြစ်နိုင်ခြေကိုပိုပြီးကြီးမားစေမှာပါ။အခုတင်တရုတ်ကဂျပန်ပို့ကုန်တွေကိုပိတ်ပင်ပြီးစီးပွားရေးဖိအားပေးဖို့ကြိုးစားနေပါတယ်။နောက်ပြီးတရုတ်ခီးသွားတွေကိုဂျပန်ဘက်မသွားခိုင်းတော့ပါဘူး။နောက်ပြီးတရုတ်ပြည်တွင်းမှာရှိနေတဲ့ဂျပန်လူမျိုးတွေရဲ့လုံခြုံရေးအာမခံချက်တွေကိုလည်းစိုးရိမ်နေရတာပါ။ ီဇလန်ကချက်ချင်းပြီးသွားမှလည်းမဟုတ်ပါဘူးအခုမှအစပဲရှိပါသေးတယ်အကြီးကျယ်တွေဖြစ်လာရင်တော့တက်ရောက်မှုကနှစ်နိုင်ငံစလုံးအပြင်ဒေတာရင်းကိုပါထိခိုက်လာမှာပါဘာဖြစ်မလဲဆိုတာကိုတော့ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်အစောဒီကြီးစုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်